အားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးလူတို့ဦးလှရဲ့ဇနီးနှင့်သားသမီးများတို့ ထောင်တွင်းမှပေးစာများစာအုပ်ကို ပိုင်းဆက်နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီကနေ့ဖတ်ပြပေးမှာကတော့အပိုင်း15ပဲဖြစ်ပါတယ်စာအမှတ်43ဗဟုဇံပြထောင်ရန်ကုန်18ရက်4လ1956မှာဦးလေးသိန်းနဲ့မင်းကိုတင့်နှစ်လေးကားနဲ့မင်းကဖန်းစီအေးအေးယူတဲ့အကြောင်း ဒီနေ့ဗမာခင်းနဲ့ဟန်တာဝရီမှာဖျက်ရလို့စိတ်မကောင်းပါအာမခံမရာကြောင့်လည်းတွေးလိုက်ရပါတယ်အကြောင်းရဲ့လို့ဖြစ်လာရင်ကြမ်းကြမ်းခိုင်ခိုင်ပဲရင်ဆိုင်ုံပေါ့ဘယ်တက်နိုင်မလဲကုလေးသိန်းကိုလည်းဝမ်းနဲ့စိတ်မကောင်းကြောင်းကိုကကြော့လိုက်ကြောင်းလည်းပြောပြပါအမှုကိုကို့အပေါ်လွှဲပေးလို့ရရင်လည်းကောင်းပါပဲဝေလုံးတွေနဲ့တိုင်ပင်ကြည့်ကြပါခေါင်းအေးအေးထားကြပါမှတ်ချက် ပြူစောတီကောင်းကြီးပိုင်းကြောင့်ဆရာကြီးရွှေဦးတောင်ဦးဖေသိန်းနှင့်ဒေါ်မာကိုဖမ်းတီဟုသတင်းစာများထဲပါလာသောကြောင့်ရေးလိုက်သောစာဖြစ်သည်ထိုသတင်းပါလာတဲ့ကဲ့သို့ထိုနေ့ထိုရက်တွင်မဖမ်းပြေရွေးကောက်ပွဲပြီးမှဆရာကြီးရွှေဦးတောင်အားလူထုသတင်းစာအယ်ဒီတာချုပ်ဖြစ်၍ဖမ်းသည်စာမှတ်44ရန်ကုန်18ရက်4လ1956တားတို့သမီးတို့ အဖိုးဦးလေးသိန်းနဲ့မေမေအဖမ်းခံရကြောင်းဒီကနေ့သတင်းစာတွေထဲမှာဖိဖိဖတ်ရပါတယ်။ကြည်ကြည်စိုးရောမင်းတို့ပါအိမ်မှာနေတတ်ကြနိုင်မယ်လို့ဖိဖိထင်ပါတယ်။လိမ့်လိမ့်မာမာနေကြပါမင်းတို့အတွက်မိဘမပူရရင်ပြီးတာပဲ။ဒီလိုကိစ္စကြုံလာတဲ့အခါပို့ပြီးလိမ့်မာကြရတယ်။ကြောက်တွေမန္တလေးမှာအနှမ်းပေါက်နေတယ်လို့သတင်းစာတွေမှာဖတ်ရတယ်။ကြောက်စီမအောင်သေးတဲ့လူရှိရင်ဖတ်ထိုးထားကြ ဆွေမျိုးမိတ်ဆွေနဲ့အလုပ်သမားတွေကိုဖေဖေကနှုတ်ဆက်လိုက်ကြောင်းပြောပြပါဖေဖေမတ်ချက်ဆရာကြီးရွှေဦးတောင်းနဲ့ဒေါ်အမာတို့ဖန်ခံရသည်ဟုသတင်းရရှိသောအခါတသမီများထံရေးလိုက်သောစာဖြစ်သည်စာမှတ်45ဗဟုစံပြထောင်ရန်ကုန်22ရက်4လ1956မှာစာတစ်ကြောင်းနှစ်ကြောင်းချစ်လိုက်ပါတယ် ဆရာကြီးရွှေဦးတော်ဦးလေးသိန်းနဲ့မင်းကိုဖမ်းတယ်ဆိုတဲ့သတင်းကြောင့်အများကြီးစိတ်ဝူမိတယ်။ဦးလေးသိန်းကတော့80နာနီးနေတဲ့တကြီးရွယ်ကြီးပုပ်ကိုမှုတနာနေတယ်။ဦးလေးသိန်းဟာမြစ်တာစေတနာကြီးမာတဲ့ဇာကြီးဆရာသူတော်ကောင်းကြီးမှုသူ့ကိုမထီးခိုက်စေခြင်းမူဦးလေးသိန်းကိုစားကိုပဲခံကျင်တော့တယ်။မင်းကိုလည်းအချုံနှောင်ထောင်နှန်းဆိုတာတွေထိဒုက္ခမကြုံစေခြင်းမူ။ ကိုယ်အတွက်ဆင်းရဲခံနေရတာနှစ်ရှည်လာများဖြစ်နေပြီမို့ကိုချမ်းသာစိတ်ချမ်းသာမှုများသာဖြစ်စေခြင်း ਨੇ တားကလေးတွေတမိကလေးတွေကိုလိန်မအောင်ပညာတတ်အောင်ကျမ်းမာတန်ဆွမ်းအောင် ပြုစုပြိုးထောင်စေခြင်း ਨੇ အလုတ်ကိုင်းတွေမပြည့်စည်အောင်ထိမ့်သိမ်းဆောင်ရှောင်းနိုင်စေခြင်း ਨੇ ဒါပေမဲ့လေဒုက္ခဆိုတာပဲ့ပင်းမှာတွေ့ခြင်းရင်လည်းမမျော်လင့်မဲ့တွေ့ခြင်းတွေ့တာပဲရှောင်းလို့တိမ့်လို့ရခြင်းမှလည်းရတယ်ဒီကြိမ်တစ်ခါနဲ့လည်းပြီးခြင်းမှပြီးတယ် ရှောင်းတိန်ဖဲခွာလို့မရဘူးဆိုမှဖြင့်လဲကြံကြံခိုင်ခိုင်ရင်ဆိုင်ပြီးပညာဉာဏ်ဝိရိယရှိသမျှနဲ့ကြိုးစားဖြေရှင်းရတော့တာပဲဒီလိုမှအားထုတ်လို့မရရင်လဲကြိုးစားကြိတ်မိပြီးခံယုံရှိတာပဲဦးလေးသိန်းတို့မင်းတို့ခံစားရမယ်ဆိုတဲ့ဒုက္ခမျိုးကို ကိုသားခံပေးခြင်းနဲ့အဲ့ဒီဆင်းရဲဒုက္ခမျိုးလောက်တော့ကိုလူကယူနေပြီထောင်ဆိုတာဒီလောက်အနေကြတော့လဲကိုအိုးကိုအိမ်လိုဖြစ်နေပြီ အမှုတွဲရုံထွေးရတဲ့နေများဆိုရင်အင်မတန်မျက်စိနှောက်တယ်။တကယ်လို့အကြောင်းမညီညွတ်လို့များမင်းတို့ဒုက္ခနဲ့ရင်ဆိုင်ကြရအောင်မယ်ဆိုရင် အလုတ်ကိုင်းတွေရက်ဆိုင်ထိခိုက်ခြင်းမရှိအောင်ကြိုတင်စီစဉ်ထားပြီးပြီလို့ထင်ပါတယ်။ဒီအလုတ်တွေကိုမိကိုစားတောင်းနေကြသူတွေကမနှဲဘူး။ဒါကြောင့်အလုတ်ဖြစ်နေဖို့ကအရေးကြီးတယ်။ကိုယ်နဲ့ပတ်သက်လို့တော့ဘာမှမပူကြနဲ့။အဝေးကြီး တခြားစီနေရတာကလွဲလို့အနေစားဆင်းရဲလာတယ်မရှိပါဘူးလေ။ကျန်မာရေးအတွက်ကိုဘာသာလဲဂရုစိုက်တယ်။ဆရာဝန်တွေကလည်းကောင်းပါတယ်။စောင့်ရှောက်ကြပါတယ်။စာရီလည်းအများကြီးဖတ်ဖြစ်တယ်။ကိုအမှုလည်းပြီးဖို့နီးလာပြီ။ကိုအတွက်ဘာဆိုပါမှ မပူကြပါနဲ့လေ။အဲ့ဒီမှသာမိတ်ဆွေကောင်းတွေအကူအညီနဲ့ပြေပြေပြေးပြေးဖြစ်အောင်ကြိုးစားကြ။ရန်မပူပဲရန်ပြိုဖို့ကိုသာရှေးရှုကြပါ။ ဖြစ်ကာလကနည်းနည်းမှမကောင်းဘူးမင်းတို့အပြင်မှာထောင်ထဲလောက်လုံခြုံစိတ်ချရတယ်လို့ကို ကိုဖြင့်မထင်ပါဘူးဒါကြောင့်တွေးတော်ပြီးမင်းတို့အတွက်ကြောင်းကြနေရတာပါပဲကံကုတို့ဆိုတာဒီလိုပဲနေတဲ့အခါနေမှာပဲဒီလိုပဲအမြဲတမ်းရဲလို့တော့လည်းမဟုတ်နိုင်ဘူးနေဘူးကိုဖြတ်သွားနေခိုက်တော့ပူမှာပဲနောက်တော့အရေးအေးကိုရောက်ရမှာပဲတဲကန္နာကြီးထဲမှာတောင်စိမ့်ဆိုတဲ့ဒေသကလေးတွေရှိသေးတာပဲ။ ကျမ်းမာပါစေ။မှတ်ချက်ဆရာကြီးရွှေဦးတော်နှင့်ဒေါ်မာတို့မဖမ်းဖြစ်ဘူးဆိုသောသတင်းကြားရ၍ထပ်ရေးလိုက်သောစာဖြစ်သည်။စာအမှတ်46ဗဟိုစံပြထောင်ရန်ကုန်12ရက်5လ1956မှာမင်းတို့စီစာမြေးပေမဲ့ဘာသတင်းများကြားရမလဲလို့စိတ်တပူပူနဲ့နားဆွင့်နေခဲ့ပါတယ်။ရွေးကောက်ပွဲတွေပြီးလာရင်ဘူစောတီကောင်းကြီးပိုင်းကိစ္စဟာလာလိမ့်မယ်လို့ထင်နေတာ အခုဖြင့်မောင်မင်းကြီးသားကြွလာပြီပေါ့လေ1955ခုနှစ်အောက်တိုဘာလ25ရက်နေ့ထုတ်သတင်းစာမှာပါတဲ့ယူစောတီအကြောင်းဝေဖန်တဲ့ကောင်းကြီးပိုင်းကို9လလောက်ကြာမှအခုအရေးယူရဲဆိုတော့ချက်ချင်းအရေးမယူတဲ့ဒီမိုကရေစီအခွင့်အရေးအတွက်ကျေးဇူးတင်စရာကြီးပေါ့ကွယ်9လလုံးလုံးတီးခံအောင်ဤဆိုင်ငံ့ကြတယ်မေလာ6ရက်နေ့ကအဲ့ဒီကောင်းကြီးပိုင်းအတွက်ငွေ3000အာမခံတင်မှုပြည်ထောင်စုဌာနက အမိန်လာတယ်ဆိုတဲ့စာမင်းစီကစာလဲကိုရပါတယ်။သတင်းစာတွေမှာလဲဖတ်လိုက်ရတယ်။ကိုလဲတဲပြီးစိတ်မကောင်းတာနဲ့မင်းစီဘာစာမှမရေးဘူး။အစိုးရဌာနကကြော်ညာဆိုလို့လွန်ခဲ့တဲ့၄-၅နှစ်ခရဲကမရခဲ့တဲ့မြန်မာပြည်မှာတစောင်းတစောင်းနဲ့သာရှိတဲ့သတင်းစာ နိုင်ငံခြားသတင်းကော်မတီကြီးတွေကကြော်ညာမရတဲ့လူရဲ့လူလူသတင်းစာကဖြင့် နိုင်ငံတော်အစိုးရကိုငွေသုံးတောင် ခွင်းစာဝင်ပိတ်ဝင်ကြီးနှစ်ပါးရဲ့လာကတလာစာရန်ပုံငွေထဲငွေရပြီးပေါ်လို့စာရေးမလို့ပဲဒေါသတန်မောဟတန်ပါမယ်ဆိုတာနဲ့မရေးပဲနေခဲ့တယ်ခုလောက်ဆိုပေါင်နှံရှာခွေပြီးတင်ပြီးပြီလို့ထင်ပါတယ်ဒီလောက်နဲ့ပဲမောင်မင်းကြီးသားများပြီးကြပါစေလို့အောင်းမေဆူတောင်းခဲ့တယ်ဆူတာတောင်းရတယ်အတန်မလန်တွေကြားနေရတဲ့အတွက်ဆူတောင်းပြေမယ်လို့မထင်မိဘူးဒီနေ့သတင်းစာမှာတော့ ူလီသိန်းဆရာကြီးရွှေဦးတော်ကိုအဲ့ဒီဘူးစောတီကောင်းကြီးပိုင်းအတွက်ပုံမှားတနည်းလေးကားနဲ့အေးယူပြန်ပြီလို့ဖတ်ရပြန်တယ်။အာမခံငွေလည်းတင်ခိုင်းတယ်။ထောင်ထဲမှာမဟုတ်ပဲအပြင်မှာရှိနေတဲ့အေဒီတာချုပ်ကိုလည်းထပ်ဖမ်းပြန်တယ်ပေါ့လေ။ဥပဒေအနေနဲ့လုံနိုင်တာတော့အကုန်လိုက်လုပ်ကြတာပဲ။ဒီထက်ထပ်လုပ်စရာဥပဒေကြောင့်လည်းတော့ဘာမှမကြံနိုင်တော့ဘူး။ဥပဒေကိုဒီထက်ပိုဆန့်လို့လည်းမကောင်းတော့ဘူး။တင်းနေလေးကားဆိုတာ မင်းဘာသာပြန်တဲ့မော်ရီကောလီရဲ့မြမာပြည်တွင်ကြုံတွေ့စစ်ဆေးခဲ့ရသောအမှုငင်းများကြောင့်စာအုပ်ထဲကပြည်သူရှာလူမျိုးအရေးပိုင်မစ္စတာကောလီကတော်တော်ကလေးပေါ်ပေါ်လွင်လွင်ဖော်ပြခဲ့တဲ့ဥပဒေပဲဒိုမိတ်ဆွေတွေအစိုးရတက်ဖြစ်နေတဲ့ဒိုမြမာအစိုးရကပြည်သူရှာလူစီကရလိုက်တဲ့အမွေဆိုးလက်နဲ့ဆိုးရဲ့ဒဏ်ကိုဖြင့်ဒိုတွေအများဆုံးလှလှကြီးခံနေကြရတာပေါ့လေအာမခံငွေလဲတင်ခိုင်း လူကိုလည်းဖမ်းပြီးထောင်ထဲပို့တရားစွဲ အာမခံလည်းမပေး ချုပ်ထားထောင်သုံးလေးနှီးချဖို့အမှုလုပ်မကြသည်ထောင်အနည်းဆုံး၄-၆လတစ်နှစ်တော့အမှုစင်နေတဲ့အတွက်ထောင်ထဲမှာနေရဖို့တည်ကြတယ်ဘူလေးသိန်းကြီးဒုက္ခတွေဒီလောက်မရောက်စေချင်ဘူးကိုသာတာဝန်ခံအယ်ဒီတာဖြစ်တဲ့အတွက်ဒီအမှုကို ကိုပေါ်ပြောင်းခိုင်းဖို့ရှောက်ရင်ရနိုင်မလားမစ္စတာဘာမာတို့ဦးမြစိန်တို့မစ္စတာဘိုးစတို့ကိုမေးကြည့်ပါ ရနိုင်ရင်အင်မတန်ကောင်းတယ်ကိုကတော့မထူးဘူးပုံမှန်ငါးသမားပဲအမှုရှိလဲထောင်ထဲမှာနေရမှာပဲမရှိလဲထောင်ထဲမှာနေရမှာပဲမင်းမိတ်ဆွေမစ္စတာကောလေကရန်ကုန်အရေးပိုင်းအဖြစ်နဲ့အမှုထမ်းနေရခိုက်အိန္ဒိယမြူသားကောင်းဆောင်ယူတူဖြစ်တဲ့မစ္စတာ စင်ကူပတာကိုဖမ်းဆီးရေးယူစစ်ဆေးရတာလဲဆရာကြီးရွှေဦးကတောင်းကို အခုတတ်ထားတဲ့ဒီပုံမှန်တင်းနေလေးကနေပဲမဟုတ်လားအဲ့ဒီပုံမှန်အကြောင်းသူရေးသားလိုက်ပုံကကိုမှန်းမိသလောက်တော့ ဒီဥပဒေဟာအစိုးရအဖွဲ့တစ်ခွဲ ကိုမဆိုထားနဲ့တိုင်းပြည်ရဲ့အလံသို့မဟုတ်ရုံးတွင်ချိန်ဆထားတဲ့ဘင်းကြီးရဲ့ရုပ်ပုံကိုတော့မှမကြိုင်မနှစ်သက်တဲ့သဘောနဲ့နှာခေါင်းရှုံပြမယ်မျက်စောင်းထိုးသွားမယ်ဆိုရင်အစိုးရကိုအကြီးညိုပြက်စီတဲ့ဆိုပြီးအရင်ယူနိုင်အပြစ်ပေးနိုင်တယ်ဆိုအာမခံ၃တောင်တောင်းတဲ့ပုံနှိပ်တိုက်လက်တလို့ဥပဒေဆိုတာလဲ1930ခုနှစ်ကအိန္ဒိယပြည်မှာပဲလုပ်တာ အစိုးရလုတ်ကိုင်းမုံမမှန်တာဖောက်ပြန်တာတွေကိုရေးသားဝေဖန်ရင်းနောင်ဒီလိုရေးသားပုံမနှိပ်ရဲအောင်အာမခံတောင်းတဲ့ဥပဒေပဲ1930-31ခုနှစ်ဆိုတာမြန်မာပြည်အိန္ဒိယပြည်နဲ့တကမ္ဘာလုံးမှာမကြုံဘူးတဲ့စီးပွားရေးကကြီးဆိုင်တဲ့အချိန်ဒုစီမာဆရာဆန်တပုံထားတဲ့နှစ်လောက်ပဲမဟုတ်လားအိန္ဒိယပြည်မှာမဟာဒမဂန္ဒီကဦးစီးပြီးအင်အားကောင်းကောင်းနဲ့အစိုးရကိုတိုက်နေတဲ့အချိန်ပေါ့ သတင်းစာဂျာနယ်မဂ္ဂဇင်းတွေကပြည်သူတွေဘက်ကရေးမယ်အစိုးရလုံပုံတွေမကောင်းကြောင်းရေးမယ်ဆိုရင်အဲ့ဒီပုံနှိမ့်တိုက်တော့လက်ကလောဥပဒေနဲ့တွေ့တော်တာပဲနိုင်ငံရေးသမားတွေဆိုတာအဖိနှိတ်ခံရသူတွေဖြစ်တော့ငွေလည်းမပေါ်ဘူးအာမခံလည်းမတင်နိုင်ကြဘူးကြာတော့သူတို့အာဘော်တွေကိုပဲပုံနှိမ့်တိုက်ကမှလည်းမရိုက်ပြေးရကြဘူးအဲ့လိုချုပ်ချယ်ဖိနှိပ်တဲ့နယ်ချက်သမားတို့ရဲ့လက်သုံးတော်ဥပဒေမျိုးဒုနိုင်ငံမှာထုံထုံကားကားဖြစ်နေတာဟာအံ့ဩစရာဝမ်းနည်းစရာကြီးပဲ ကဲရဲမီပူပန်နေလို့လဲအလကားပဲငင်းကြိုင်မရှိရင်ဒီမိုကရေစီဆိုတာဒီလိုပဲဖြစ်နေမှာပဲဒါကြောင့်ငင်းကြိုင်ဟာဖြင့်ပြည်သူတွေရဲ့အသက်ပါပဲကဲဒါပဲကလေးတွေစီဒီနေ့မရေးတော့ဘူးမရေးနိုင်တော့ဘူးမရေးကျင်တော့ဘူးကြည်သာပြောလိုက်ပြီးတော့ကျမ်းမာကြပါစေစာအမှတ်49ဘ ഹു စံပြထောင်းရန်ကုန်22ရက်5လ1956မာ ကိုထောင်ကြပြီအပါကြီးနှမ်းရရင်တော့မင်းတို့တီးနေရောပေါ့ဝမ်းတာလိုက်တာကွာထောင်ကလေးကြပါမည်ကြောင်းတားရွယ်မြားရွယ်မန္တလေးကရန်ကုန်ကိုလည်းလာနေရသည်တရားသူကြီး၃ယောက်အစိုးရရှိနေ၃ယောက်ပြောင်းပြီး၂နှစ်9လ14ရက်လဲကြာအောင်စောင့်ခဲ့ရသည်အခုဖြင့်အမှုပြီးပြီးမွေးပြီးဖွာပြီးဖြစ်တဲ့ကိုဝင်ဆောင်လိုပဲပေါ်ပါသွားပြီဒါတောင်ရိုးရိုးမအောင်မင်းနဲ့ရဲမေတရားသူကြီးကိုအတင်းချခိုင်းရတာ ထောင်ချခြင်းချပါမြင်မြင်သာချပါအမှုပြီးရင်တော်ပါပြီလို့ပြောရတယ်အစိုးရကဟိုင်ကုတ်တရားတော်လွှတ်တော်လျှောက်ပြီးမန္တလေးကရန်ကုန်ပြောင်းပြတဲ့အထိကြကုန်ကြခဲလုံထားတဲ့အမှုမို့တရားသူကြီးကလည်းအများကြီးစဉ်းစားရမှာပဲအမှုအကြောင်းရင်းခံတဲ့မိုင်တန်ကွင်းထဲကမင်းမနိုင်ကွက်တဲ့မှာတဲရီမရှိတော့ပဲတိုက်ကြီးတွေပင်ဆောက်လို့ပြီးပါပြီလူတွေပင်တက်နေကုန်ပြီအမှုကိုပြီးအောင်လုပ်ပေးပါချာရမယ့်လူလူဖြင့် စထသင်္ဃာယနာတွင်စုမှတ်ရဲ့မိမြဲမြဲထောင်းချပေးပါ။ပစုံလာပြီမတိုင်မီစီရင်ချက်ချပေးပါလို့ဆိုတဲ့အတွက်တရားသူကြီးကျက်ဦးလာမောင်လည်းမင်းကတနေ့လုံးကိုကို ထောင်းချဖို့ပြင်ရစင်ရဥပဒေရှာရတရားစီရင်ချက်ရေးရရှာတယ်တဲ့။ဘေးရူရေးတတ်တဲ့အမျိုးသမီးတယောက်ရဲ့အကူအညီလည်းယူရတယ်။အခြားမှုတွေရဲ့ရွှေရှိန်ရွှေချင်းပြီးကိုတောင်းဆိုချက်ကိုလိုက်ရောဖို့မအားရရှာဘူး။ လက်ဖက်ရည်ကလေးပါလေးတော့တိုက်ချင်ပါရဲ့လက်ထိုးတွေဖြစ်မဆိုးရသေးတယ်။နောက်ပြီးတရားသူကြီးကလက်ဖက်ရည်ကြိုက်မှကြိုက်ရလားလဲမသိဘူး။ကိုအမှုစီရင်ချက်ချမှတ်နေမှုကိုတို့ဆွေမျိုးတွေမိတ်ဆွေတွေလာကြတယ်။အစိုးရဘက်ကစုံလောက်တွေလည်းလာကြတယ်။ကိုတို့ဝစ်လုံးကိုအေးမောင်ကတော့ရိတ်ညိတယ်။ထောင်ချမှာပဲကိုလှ6လ9လတခုခုပဲ။တနည်းတော့လဲသူမချနိုင်ဘူးလို့လွန်ခဲ့တဲ့တရားလောက်ခရေကပြောနေတော့တာပဲ။သူကအတွေ့အကြုံကလည်းများ လူခဲလည်းပဲခတ်တန်းလာပြီးမို့ဘေးဒင်းဆရာလိုဖြစ်နေပြီပို့ခိုင်ကုန်ရောက်ရင်တော့ပြန်နိုင်မှာပဲလေတရားသူကြီးဦးလာမဟာညနေ3နာရီလောက်မှာအားနေတဲ့ရှေ့နေတွေဝက်လုံးတွေကို သူယုံကိုဖိတ်ပြီးအစိုးရရှေ့နေတရားခံရှေ့နေကိုကို တရားဆွဲရတဲ့တရားလူတိုက်ပိုင်ဦးစီးခုတော်ဝင်တော့ပေါ့သူတို့နဲ့ပြည်သက်များရှေ့မှာသူဒီစီရင်ချက်ကို တရားသဖြင့်အကြဆုံးရေးထားသည် ကြားနာစီလို၍ဝစ်လုံးရှိနေရှိရဲ့အများကိုပါဖိတ်ကြားနားထောင်စေရတဲ့အကြောင်း စကားပလင်ခံပြီးကိုကိုထောင်ကိုလာချတဲ့ဆိုတဲ့စီရင်ခံချက်ကိုဖတ်ပြတာပဲကိုနဲ့အနည်းဆုံးထိုင်နေတာကတော့ဇဝနာကိုသိန်းနဲ့ကိုဝေကိုညိုမြပေါ့ဝစ်လုံးကိုရေးမောင်ကတော့ရှင်နာမှာအင်ဒရီသိခါကြီးနဲ့မျက်နှာကလည်းတင်းလိုက်ပါပြီ ကိုကတော့ခက်ပြုံးပြုံးပဲတမင်ပြုံးတာမဟုတ်ပါဘူးပြုံးကိုပြုံးကျင်နေတာပါ ။နောင်ဆိုလူမသိပဲကိုတရားသူကြီးကစီရင်ချက်ကိုဖတ်ပြီးတဲ့နောက်ကိုကိုလှမ်းကြည့်တယ်။မျက်နာတကယ်မကောင်းရှာဘူး။ကိုကကိစ္စမရှိပါဘူး။ဂျေစုတင်ပါတယ်လို့ပြောလိုက်တယ်။တရားသူကြီးကကျွန်တော်လည်းဒီထက်မတတ်နိုင်တော့ဘူးလို့ပြောလိုက်တော့မြိတ်သက်ကရဲကြတယ်။တရားသူကြီးကျဲဦးလာမောင်လဲတောက်တောက်နဲ့တရားခွင်မော်ကတခါတည်းဆင်းသွားပြီးသူခန်းထဲမှာသွားနေတော့တာပဲတူတွေဒူမတွေအမတွေအကိုတွေဆွေမျိုးညာတိတွေမိတ်ဆွေတွေကတော့ ထောင်ကြရနေခြင်းဆိုပြီးစိတ်မကောင်းကြဘူး။ကိုကတော့အမှုပြီးလို့ဝင်းတုံးကြီးပေါ်သွားလို့ဝမ်းသာလိုက်တာမပြောပါနဲ့တော့။ထောင်ကိုပြန်ရောက်တဲ့အခါဝိုင်းပြီးမိကြတော့ကိုလာချလိုက်တယ်အကြောင်းပြောလိုက်တာနဲ့တပြိုင်တည်းတယောက်ကလွတ်လူလွတ်လူနဲ့အော်တော့တာပဲ။မဟုတ်သေးပါဘူး။အခုမှထောင်ကြလူသိဝင်လာတာပဲနဲ့လွတ်လူအော်နေရတဲ့လေလို့မိတော့သထမအတင်ငါရင်နာတွေပွဲတော်ကြီး ပွဲချီးကျင်းမအောင်မြင်တဲ့ထိမှန်တဲ့အစိုးရကပြည်တာကစုမှတ်ရက်က6လထောင်ပိုင်းပြီးမှက3လ6လဆိုတော့ကစုံလာစမ်း14ရက်အဖိန်းလေးမှလွတ်ပြီးလို့တွေ့ပြတယ်။သူဟာတော့လဲဟုတ်တဲ့။ကဲအမှုပြီးပြီ။ထောင်ကြတာကတော့လွတ်ပါပြီပဲဆိုပါတော့။ဘာကြီးမြေတုံးပုံမှန်၅ပဲကြံတော့တယ်။ဖိုင်ရေးဆရာဗမော်ကိုတင်အောင်လို့လို့တမှုအပြေရလို့ခံပြီးလုခန်းဒီမှာအမှုတစ်တခုထပ်တင်တာမျိုးတော့ လုံစရာရှိမဲမထင်ပါဘူးလုံရင်လည်းဘလို့မှမတတ်နိုင်ဘူးခံယုံမဲရှိတာပဲခုတော့ပြင်စောက်ချပြီးကောက်သီးရိုက်မယ်စဖတ်မယ်စာရေးနေတာတွေပို့တွင်အောင်ကျူးစားရမယ်အရှုံးတွေကအမျက်ထုတ်ရမယ်ကိုရေးနေတဲ့စာများပေးများကြောင်းမင်းရန်ကုန်လာလို့လူချင်းတွေ့တော့မှာပဲပြောပြတော့မယ်စိတ်ဝင်စားစရာကောင်းတယ်တခြားမဟုတ်ပါဘူးလူတွေကြောင်းပါပဲလက်တွေကြောင်းစုံကဝေးတစေဘူးများကြောင်းတော့မဟုတ်ပေဘူး ကလေးတွေစီစာမေးနိုင်သေးဘူးကွယ်။နောက်မှပဲအေးအေးဆေးဆေးကောင်းကောင်းရေးမယ်လို့ပြောပြပါ။ကျမ်းမာကြပါစေ။စာမှတ်58စံပြဗဟုထောင်ရန်ကုန်9ရက်9လ1956သားတို့သမီးတို့မင်းတို့စီဖေဖေစာမေးတာတော်တော်ကြာသွားပြီ။မင်းတို့စီကစာကလေးများကိုတော့ရပါတယ်စောစောစီစီစာမပြန်တဲ့အတွက်ခွင့်လွှတ်ပေးတော့ ဆရာကြီးရွှေဦးတော်အဖမ်းခံရတဲ့အတွက်စိတ်မကောင်းလို့ဘာသာမှမရေးချင်မဲ့ဖြစ်ပြီးနေတိုင်းကစားခွင့်မှသာကောက်သီးတရင်လုံးရိုက်နေခဲ့တော့တာပဲလွန်ခဲ့တဲ့15ရက်လောက်ကတော့ဖက်ဆရာကြီးဆရာများကို ပြန်စားနိုင်ခဲ့ပါပြီဒီနေ့ဟာမင်းမနိုင်ွက်တဲ့ဒီကိုံကိစ္စအတွက်ဖေဖေအဖန်ခံရမှုဖြစ်ရတာသုံးနှစ်ပြည့်တဲ့နေ့ပဲဒီမှုကိုအစိုးရကမန္တလေးမှာမစီရဖို့တရားလွှတ်တော်ဟိုက်ကုတ်မှာရှောက်တဲ့အတွက်မင်းတို့လည်းခွဲပြီးဒီမှာလာနေရတာပေါ့ ီနေ့တော့မင်းတို့ကို ပုံမြင်မပြောချင်ဘူးအလွန်တကိုးကြီးတယ်ဆိုတော့ရှင်မင်းကြီးတွေအာနာရှင်ကြီးတွေကြောင်းနည်းနည်းပါးပါးပဲဖေဖေပြောပြချင်တယ်ဒီရဲ့ပိုင်းတွင်းမှာဖေဖေတော့ဒီနောက်ကျောင်းရာဇဝင်တွေကိုပဲတွေးတော်နေမိစဉ်းစားနေမိတယ်ခေတ်ခေတ်ကိုဝေဖန်သုံးသပ်လည်လာကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့လူသမိုင်းဟောင်းတွေဟာအင်မတန်အဖိုးတန်တယ်ဒီနေ့တော့ဝဝီလန်လန်ရှိကြတဲ့အကြောင်းအရာတစ်ခုကစကြရအောင်အလက်ဇန်းဒါဒဂရိတ်ဆိုတဲ့ဘီယင်းဆိုတာမင်းတို့ကြားဘူးသလား တာကြီးကိုစိုးဝင်းတော့ကြားဘူးလိမ့်မယ်သူအကြောင်းလဲတော်တော်တန်တန်သိပါလိမ့်မယ်ဒီပြင်ဟာဘာကြောင့် grace ဆိုတဲ့ပွဲကိုရတယ်လဲလို့သားတို့သမီးတို့ကမင်းတို့ရဲ့ရာဇဝင်ဘာသာတင်ကြခဲ့တဲ့ဆရာကို မေ့ကြည့်ရင်ဆရာကတိုင်းပြည်ပေါင်းများစွာကိုတိုက်ခိုက်သိမ်းယူနိုင်လို့သူရဲ့ရန်သူတွေကိုမခုနိုင်မခံနိုင်အောင်ချေမှုန်းတုပ်တင်တပ်ဖြန့်နိုင်တဲ့အတွက်ခေါ်တာပဲလို့ပြောပြပေးလိုက်မယ်။ Grace ဆိုတာမဟာဆိုတဲ့အတိတ်ပဲပေါ့ကွယ်။ အဲ့ခါမှာတာလူသမီးတို့ကဂရိတ်ဆိုတဲ့ဘွယ်ကြီးမျိုးရရှိအောင်သူတစ်ပါးတိုင်းပြည်များကိုလက်နဲ့အင်အားနှင်းအနိုင်ထက်တိုက်ခိုက်ရတယ်မိမိတို့လိုလိုက်ရေးအတွက်ခုခံကာကွယ်ကြသူတွေကိုခြေမုံတက်ဖြတ်ရတယ်အင်အားကြီးများလို့ရှုံရသူများထံမှကြွယ်ဝချမ်းသာခြင်းများကို လူရဲ့ယူငင်ရတယ်လို့မှတ်သားရပါမလားဆရာရဲ့လို့ထပ်ပြီးမေးရင်မင်းတို့ဆရာကဘယ်လိုဖြေမလဲဖေဖေဖြင့်ဒီမေးကိုမဖြေတတ်ပါဘူးကွယ်လူတွေကိုတက်ဖြတ်လို့ အနိုင်ထည့်ပြုလို့ great ဘွဲ့တော်ကိုခံယူရတဲ့ဆိုတဲ့ယူဆဟာအင်မတန်မှဝဲချော်မှားယွင်းတာပဲ။အလက်ဇန္ဒားဟာဂရိပြည်မက်ဆီဒုံမှာခရစ်မပေါ်မီနှစ်ပေါင်း356ပုံနှစ်3ထိဘရင်လုပ်ခဲ့သူပဲ။ဂရိပြည်မှာတပုံထသူတွေကို နှိမ်ခဲ့တယ်။သူခေခါကစစ်တိုက်ဆုံးစစ်အနိုင်ဆုံးအင်ပါယာအခြေနိုင်ဆုံးဗိုလ်ချုပ်ဘရင်မှာပဲ။ပါရှင်အင်ပါယာကိုဖြိုတယ်။အီဂျစ်ပြည်ကိုလည်းသိမ်းတယ်။အိန္ဒိယပြည်ထိရောက်တယ်။ အဲ့ဒီခရစ်တော်မပေါ်မီ၄ရာစု နှစ်အချိန်ပိုင်းမှာဂရိပြည်သူတွေရဲ့အခြေအနေဟာအင်မတန်ဆိုးဝါးတယ်။လူသားတွေကိုကြုံဖြစ်တဲ့အနိုင်ထက်ပြူကျင်စေခိုင်းတာကြုံရောင်းဝယ်ဈေးကြီးကြီးကြီးကျယ်နေတာကြောင့်ပြည်သူတွေမှာလွတ်လပ်ခွင့်ဆိုလို့လည်းမရှိကြ။စုံချောင်းလည်းမွေးလှပြီးစိတ်ဆင်းရဲမှုဆိုတာတွေကတော့မပြောနဲ့တော့ဒီလူတွေပုံမကန်မထကြွအောင်မလုပ်ကြမလဲ။တခုခုတော့လုပ်ပေးရမယ်။လမ်းလွှဲပေးရမယ်။ ကျော်စနေကြီးရှိနေတာကိုအလိုရှိကြတဲ့မင်းတို့လိုက်ပညာရှိတွေကဒီလူတွေကို ပါရှင်အင်ပါယာတဲ့လွှတ်လိုက်ပါသူတို့ဝမ်းသူတို့ကြောင်းကြနိုင်မယ်လို့အကြံပေးကြတယ်အလက်ဆန်းနာဘီယံကသူ့ကြေးကျုံကျုံတွေကိုသူ့ပညာရှိတွေကြံပေးတဲ့အတိုင်းကိုယ်တိုင်ပစ္စည်းတွေပေါများပြီးကြီးကျယ်ခမ်းနားတဲ့အရှိပဲ့စီကိုတိုက်စီတာပေါ့သူမတိုက်ရင်လည်းတနေ့နေ့မှာသူများလူယူတိုက်ခိုက်မှာပဲတဲ့ဟုတ်လားပေါ့ကွယ် အလက်ဆန်ဒါဂရိတ်ဆိုတဲ့နာမည်ကြီးကတော့ရာဇဝင်ဆောင်ထဲမှာဒီနေ့ထိဟိန်းလို့ပါပဲဒါပေမဲ့သူလုပ်ခဲ့တာတွေဟာရက်ဆက်လာလို့သူတမိုင်းကဏ္ဍဟာဖြင့်အလွန်အယုတ်ဆိုးတဲ့ပကြီးကားကြီးတစ်ချက်လိုပဲဖြစ်ပြီးတော့မြင်မိတယ်သူပဲကိုသွားသွားလူတွေကတတ်တာပဲအသက်ခံရတဲ့အထဲမပါတဲ့လူတွေအဲ့ဒီလူတွေကိုလည်းကြုံဖြစ်နေရောင်းစားတာပဲပါရှင်မျိုးသားတွေလားမဟုတ်ဘူးအစွန်ဖြားမှာရှိကြတဲ့လူမျိုးငယ်ငယ်လေးတွေကဆိုရင် တိုက်ခိုက်ခံရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူးသူတို့ကလည်း grain များကိုတစ်ခါမှမတိုက်ဖူးပါဘူးဒါပေမဲ့သူတို့ကဘာအလက်ဆန်နာကသူ့လူတွေက ချမ်းသာမပေးဘူးဒီချိန်ကအလက်ဆန်နာဘင်ဟာခီးရှည်ကြီးခြိတဲ့လာရမှာပညာရှိသူတို့ကောင်းတယောက်နဲ့တွေ့တော့အဲ့ဒီပုံကိုကိုဘာများသူဆောင်ရွက်ပြရမလဲလို့မေးတဲ့ပုံကိုကြီးကဘာမှအလိုမရှိဘူးနေအောင်ကြီးအောက်ကသင်ဖယ်ရှားပေးလိုက်ပါလို့ဆိုလိုက်တဲ့ကဲတခုပြောရအောင်မယ် တိုင်းပြည်ပြည်ကအမျိုးသားများဟာသူတို့ရဲ့ပြည်သူအာဏာစိတ်တော်ဓာကောင်းခြင်းနဲ့ဂုံတရင်ကို အာဏာမဲမောတဲ့ကဘာကိုကြီးစိုးလွှမ်းမိုးခြင်းနဲ့စီယူကို ထိုးအပ်ထားကြမယ်ဆိုရင်အဲ့ဒီတိုင်းပြည်ဟာဘလို့ဖြစ်မလဲပြည်သက်ပြည်ကနပိုလီယံဘူနာပတ်အီတလီပြည်ကဘင်နီတိုမတ်ဆိုဆိုလီဂျာမနီကအတော့ဖစ်တလာတို့ဟာသူတို့အင်မတန်တကူးကြီးချိန်မှာတော့သူတို့ပြည်သူပြည်သားအတန်းပေါင်းများစွာကအကြီးကျယ်ဩဘာပေးကြတာပဲ ။ဒါပေမဲ့အဲ့ဒီပြည်သူတွေဟာတနေကြတော့သူတို့ရဲ့အကြီးဆုံးရန်သူတွေဖြစ်လာတာပဲ။စစ်ပင်ခရာတွေကအောင်မြင်တဲ့တီးသွားတွေကိုဝင်ဝါတီးမှုန်နေတဲ့ချိန်မှာစစ်သားတွေရဲ့ခြေတော်များဟာဥရောပမြေပြင်တောတောင်တွေမှာလေးလံစွာလှမ်းနေကြရှာတယ်။လူရဲကောင်းဝါရဆေယူကြောင့်မြင့်သည့်အီတလီဂျာမနီပြည်သူများဟာအကြီးကျယ်ပျက်စီးဆုံးရှုံးကြရတယ်။အမတန်ရဲစုံရဲစဲကြမ်းကြုတ်တဲ့ဒီလူစစ်ပွဲမှာနပိုလီယံဟာပြင်သစ်နဲ့ရုရှားအလောင်း 2900ကိုကျော်ဖြတ်သွားရတယ်။ဒီလိုကြားထဲကနေပြီးသူဘေးကဗိုလ်ချုပ်တွေကို အပြောင်းလဲနေလှသေးတယ်လို့ပြောကြတယ်။ရာချာပြည်တဲ့ကိုစစ်သားတသိန်းနဲ့သူသူချီတဲ့တိုက်ခိုက်ခဲ့တယ်။လူဘေးတောင်သားတကြီးတိုင်နဲ့ပြန်ရောက်နိုင်တယ်။နပိုလီယံဟာအဲ့ဒီစစ်သားတွေနဲ့အတူတူမဟုတ်ဘူး။သူ့လူတွေကိုစွန်ပြီးပါရီရောက်ကိုလွတ်ပြေးခဲ့တယ်။သင်ဟာစစ်သားမဟုတ်ဘူး။စစ်သားရဲ့စိတ်ထဲမှာဘာရှိတယ်ဆိုတာလဲသင်မသိဘူး။ငါဟာစစ်မြေပြင်ပေါ်မှာကြီးခဲ့တာ ငါလူလူတယောက်ဟာဒီတန်းရဲ့အသက်ကိုဘာမှကြည့်မဆိုင်ဘူးလို့မီတာနက်ကိုနပိုလီယန်ကပြောတဲ့ဟီတလာရဲ့အကြောင်းကတော့မင်းတို့သိပါတယ်သူကိုယ်တိုင်က မိုးထီအောင်မြောက်စားခဲ့တဲ့စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်က နောက်တော့ဟီတလာဟာစေယူအာနာယူသူတို့ကိုပျက်စီးဆုံးရှုံးပြီးလမ်းဆုံးစီတို့ရှေ့ဆောင်နေတယ်ဆိုတာသိတာပဲသူတို့ကိုယ်တိုင်ကသူတို့ဖယ်ရှားပြစ်ဖို့ကြံစီကြသေးတယ်နပိုလီယန်နဲ့ဟီတလာဟာနှစ်ပေါင်း130လောက်ကွာမယ် ဥရောပတာကြီးတကူလုံးမီးဟုံဟုံတောက်ဆင်ခဲ့တဲ့လူတွေပေါ့ဒီနှစ်130တွင်းမှာမော်စကိုက နှစ်ကြိမ်ဆုတ်ခွာခဲ့ကြရတဲ့ရာဇဝင်အကြောင်းဟာဖြင့်စီးရဲသမားတွေရဲ့ယူသူတဲ့စိတ်ကို ပြုပြင်ကူစားနိုင်လိမ့်မယ်လို့ပြောလင်းနိုင်စရာရှိကောင်းပါရဲ့ကွယ်ကဲဖီဖီပြောခြင်းနဲ့အာနာတကူကြီးမားတဲ့ဆိုတဲ့ပုံကိုယ်တွေအကြောင်းဟာဖြင့်ဒါတွေပါပဲသူတို့အောင်မွေးစင်နေဆိုတာဟာလူတွေများကြီးတေးကြမှဖြစ်တာတွေပါဘာအကျိုးများသလဲ အလက်ဆန်ဒါဂရိဟာလည်းအသက်33နှစ်မှသေးတာပဲ။ဒဂရိနဲ့မဟာတူရဲဆိုပေမဲ့အလက်ဆန်ဒါနဲ့တိုးရဲ့မင်းကြီးမဟာဘန်နူလာဟာဖြင့်နည်းနည်းမှမတူပါဘူးကွယ်။မာဘန်နူလာကဗီဒီရှားနေကျသမားများရဲ့ရန်ကို ခုခံကာကွယ်ရင်းအသက်ပြီးသွားတဲ့ပုံကိုဥရောပရာဇဝင်ဆရာတွေက The Great ဆိုတဲ့ပွဲပြီးထားတဲ့အလက်ဆန်ဒါကတော့သူတပားနိုင်ငံတွေကိုတိုက်ခိုက်ကျူးကျော်ကျုံလုံပြည်သူတွေကိုရဲရဲစက်စက်တတ်ဖြတ်ခဲ့တဲ့လူမျို အင်မတန်ကွာခြားပါတယ်။ကဲလူတွေကိုတပ်ဖြတ်နှင်းစဲအနိုင်ထက်ပြူကျင်တဲ့အတွက် The Great မဟာဆိုတဲ့ဘွဲကိုရထိုက်ယူထိုက်တယ်လို့မင်းတို့ထင်ကြသေးသလား။ကဲတော်သေးပြီ။မိမိစီလဲစာမေးနိုင်သေးဘူးကွယ်။မင်းတို့ကပဲပြောပြလိုက်ပါ။ဖေဖေ။ဟုတ်ကဲ့ပါရှင်။ပိုင်း15ကိုဒီမှာပဲရန်နာလိုက်ပါမယ်။ဒီမှာလို့နောက်ထပ်ပိုင်း16ဇက်သိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။နောက်ဆက်ပြီးကဲသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ Música